မင်္ဂလာပါ။ audio wine zone နိုင်မှာကြိုဆိုပါတယ်။ဒီခုတစ်ခါမှာတော့သကိုင်းတူကဘာမှမဖြစ်ဘူးလားလို့အမိရတဲ့စောင်းမကိုဖျက်ပြပေးမှဖြစ်ပါတယ်။ရေးထားတာကတော့တီတကူ star facebook page ကနေတင်ဆက်ထားတာဖြစ်ပါတယ်ခင်ဗျ။နားဆင်ကြည့်ပါအောင်ခင်ဗျာ။မြေငလင်းကဲဆက်ရေးအတွက်လားလူကြားသူတွေမေးလေချည်ရဲ့တခွန်စကားကသကိုင်းတူကဘာမှမဖြစ်ဘူးလားဖျားတဲ့။မေးလဲမေးချင်စရာပဲ။အเจ้าကတီတကူက အပြက်စီးတွေတင်ပြထားတာတိတ်မတွေ့ရလို့တဲ့ဟုတ်တာပဲကိုရီတောင်တိတ်မသေးပဲကိုဒါကအကြောင်းရှိတယ်အစာဦးကတည်ရဲချင်ရဲလောက်အရေးမကြီးရကြောင်းပြိုကျပြက်စီးထားတဲ့အစာဦးအကြောင်းတွေကိုဖော်မပြကြဘူးတတကူအာယုဒါနဆွေးရုံမှာတည်ရဲချင်ရဲလောက်အရေးကြီးတဲ့အရေးပေါ်လူနာတွေပြည့်နေပါတယ်တချို့ပြင်းထန်လုံးတဲ့ဝေဒနာရှင်တွေကိုတော့မန္တလေးဆွေးရုံကြီးပြင်ဦးလွင်တက်မတော်ဆွေးရုံကြီးစီကိုပို့ရပါတယ် ရုရှားအယုကျော်အထုကုဆရာဝန်တွေရောက်လာတော့ပိုးအဆင်ပြေသွားပါတယ်။နောက်ထပ်အရေးပေါ်တစ်ခုကရေငလင်ကြောင့်ရပ်တန့်သွားတဲ့တောင်ရိုးတစ်ခုလုံးကတည်တကူရေအလူပဲဖြစ်ပါတယ်။ရေမရှိလျင် အသက်ရှင်ဖို့ခက်ခဲပါတယ်။ပျက်စီးသွားတဲ့ရေပိုက်တွေကို အရေးပေါ်ပြင်ဆင်နေရပါတယ်။နောက်တတိယအရေးပေါ်ကတိုက်ပြိုကြောင်းပြိုရေစရာခက်ခဲရှိနေကြတဲ့စာတင်သားတီလာရှင်ဆရာလေးတွေပဲဖြစ်ပါတယ်။သူတို့အတွက် လုံခြုံစိတ်ချစွာနေနိုင်မှုအရေးတကြီးဆောင်ရွက်ဖို့လိုပါတယ်။နေစရာစားစရာနဲ့တကောရေးအတုံးဆောင်များကိုစီမံပေးရပါတယ်။ဒီလိုပုံရွက်အရေးကြီးရာတွေကိုစီမံနေကြရလို့အစာအုပ်အပြည့်စည်တွေဘက်မှတ်လဲနိုင်ကြတာပါ။တကယ်တော့ငွေကြေးဆုံးရှုံးမှုနဲ့တိုင်းတာမယ်ဆိုရင်တည်တကူရဲ့အပြည့်စည်ရပိုကြီးပိုများပါတယ်။အလျားပင်နေရာကျော်အနမ်းပေတရာရှိတဲ့လေထဲဆောင်ရင်တစ်ခုတည်းနဲ့ကိုဆုံးရှုံးမှုကကြီးလွန်ပါတယ်။ ဓာတ်တောင်ဗုဒ္ဓတက္ကသိုလ်တွေကအဆောက်အဦတွေမပါသေးဘူးလူအသေးပြောက်မရှိတာကကံကောင်းတယ်လို့ဆိုရမှာပါငလျင်ကျော်ဘက်မှာတိဆောက်ထားတဲ့ဇကိုင်းကအဆောက်အဦငလျင်ကလွတ်သွားတယ်ဆိုတာအတော်ရှားပါမယ်အဆောက်အဦမှန်သမျှအကုန်ထိပ်ပါတယ်အကြီးစားနဲ့အသေးမွားပဲกว่าမယ်အပြက်စီးတပ်ပုံတွေကြည်ကျင်းအဖြစ်ခံမှန်းနိုင်ပါတယ်ပဓာနာကိုဦးစားပေးပြီး၍ယခုခါအဖဓာနာကိုလည်းစတင်စီမံရပါတော့မယ် ယခုတော့တပြည်လုံးကအလှူတွေနဲ့ဗုဒ္ဓတက္ကသိုလ်ထဲမှာရောတိရကူဝိပဿနာအကယ်ဒမီထဲမှာရော တကြောင်ဝင်တကြောင်ထွက်စနစ်ရောလောရသူတိုင်းအားစံစီငါတတာဘူးအသေးနံတွေကို ဝေငှနေပါသေးတယ်လေတဲ့ကျောင်းဆောင်တာဝန်ခံဖုန်ကြီးစီကပုံတွေကိုရရှိပါတယ်။ဘာဖြစ်သွားလဲမေးရတဲ့သူတွေအတွက်အဖြေပေးလိုက်ပါတယ်။တိရကူစတား